ချေဥစွာဖျားခင်ရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့တော့မိမိကိုမိမိသိခြင်းဆိုရက်ကောင်းစဉ်လေးနဲ့ဝင်ငှချင်ပါတယ်ဆောဆာလန်40နှစ်ကိုကျွန်တော်ဖတ်တဲ့အခါမှာခွန်အားရတယ်ဆိုအဲ့ဒီအချိန်မှာဒါတထက်သေးပြောထားတဲ့ကျမ်းချက်ပေါ့ဆိုဣတိမယွေပြန်ပြီးတော့မှဒီ ခန်းကြီး42မှာဆိုအငယ်9မှာတစ်ချက်17မှာတစ်ချက်အဲ့ဒီအတိုင်းပဲဣတိမြွေပါတယ်ဆိုတော့တွေ့ရတယ်ဆိုတာလေးကိုရင်ဦးဆုံးဖတ်ချင်ပါတယ်။အိုးငါဝိညာဉ်တင်းဒီအပေကြောင့်ညှိုးငယ်သည်နိငါအထဲမှာအပေကြောင့်မငြိမ်မဖို့ရှိသည်နိဖျားသခင်ကိုမျှော်လင့်လျက်နေလော့ငါကိုကေတင်တော်မူသောအရှင် ငါကိုးကွယ်သောဘုရားသခင်ဂျေဇုတော်ကိုငါချီးမွမ်းထောပနာပြုလေအံ့တည်းဆိုတော့ဒါလေးကဘာဖြစ်ဖြစ်ဟိုဖတ်တဲ့အခါမှာကုကုကူပြန်ပြီးတော့မှခွန်အားပေးတယ်ပုံစံမျိုးပြန်ဖြစ်သွားတယ်ငါဝိညာဉ်အပေကြောင့်ညှိုးငယ်သည်နီးဆိုတော့ဝိညာဉ်ကညှိုးငယ်သွားတယ်ဆိုတော့အခါမှာ ဟိုအားမရှိတော့တဲ့ပုံစံမျိုးဖြစ်တာပေါ့။နော်စိတ်ညှိုးငယ်သွားတယ်ဆိုလို့ရှိရင်လေစိတ်ပြက်စရာတွေ့တာဝမ်းနည်းစရာတွေ့တာမျိုးကြုံရတဲ့အခါမှာစိတ်ကဘာဖြစ်သွားလဲဆိုညှိုးငယ်သွားတယ်။စိတ်ညှိုးငယ်သွားတယ်ဆိုတာစိတ်ပန်းဆိုင်မှာအာရုံသွားတယ်။ဆိုတော့ဒီလိုပဲဝิญဉ်ပိုင်းဆိုင်ရာမှာလည်းအဲ့လိုဖြစ်တတ်တယ်ဆိုတာတွေ့ရတယ်။ဝิญဉ်ပိုင်းဆိုင်ရာမှာလည်းအာရုပ်သွားတာပေါ့နော်။အာရုပ်သွားတဲ့အခါမှာဆိုတော့ဒါမျိုးညှိုးငယ်သွားတယ် အဲ့ခါမှာဘာဖြစ်လာလဲဆိုတော့ဟိုမငြိမ်မဖို့ဖြစ်တယ်လို့ပြောတယ်ငါအแทမှာအပေကြောင့်မငြိမ်မဖို့ဖြစ်တနည်းလူကခန္ဓာကိုယ်အာယုတ်သွားလို့ရှင်လူရဲ့လက်တွေကအဲ့လိုလိုတုံလာတာမျိုးဖြစ်တတ်တယ်သူသဖြင့်အဲ့တော့ကျွန်တော်တွေ့ဘူးရဲ့ညီကိုတွေထဲမှာအရက်ဆွဲတဲ့သူတွေသူတို့ကဒီအယ်ကိုဟိုးနဲ့လက်ပတ်နေတာပေါ့နော်ဆိုတော့အဲ့ခါမှာသူတို့တောက်တယ် တောက်ပြီးတော့မှ now ဒီအယ်ဂိုဟောကတိတ်များလာတဲ့ခါမှာအဆိုင်ရတဲ့လက်မခံတော့စားသမျက်ပြန်အန်ထွက်ပေါ့ဆိုတော့သူတို့ဒီအယ်ဂိုဟောပဲသူမှုဝေးလာနောက်နောက်ပိုင်းတော့အယ်ဂိုဟောကိုလည်းတောက်လို့မရတော့အန်တော့ပြန်အန်တဲ့အခြေအနေမျိုးကြီးရောက်လာတဲ့ခါမှာဆိုတော့သူတို့အဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင်သူလက်တွေတုံးနေလို့ဆန့်ခိုင်းဆန်းလို့မရတုံးနေတယ်ဆိုတော့တွေ့ရတာဒါပါလဲဆိုတော့ခန္ဓာကိုယ်မှာအာရုပ်သွားတာအာရုပ်သွားတဲ့ခါမှာမတီမငြိမ်ဖြစ်လာတယ်ခန္ဓာကိုယ်မှာ ဘယ်လိုပဲစိတ်ပိုင်းဆိုင်ရာလဲဒီလိုပဲဖြစ်တယ်စိတ်ပိုင်းဆိုင်ရာမှာလဲဆိုကျွန်တော်တို့အားနေတာဗောနော်စိတ်ကဟိုငြိမ်သက်ခြင်းမရှိဘူးဆိုတာခုနချိုးရည်ဆိုလို့ရှိရင်ဒီစိတ်တက်ကြတဲ့ຢာတွေဖြစ်လာတဲ့ချိန်ဒါမှမဟုတ်ရှင်လဲစိတ်တန်ရာတစ်ခုခုကြုံတွေ့ရတယ်ဆိုလို့ရှိရင်ဆိုတော့အဲ့စိတ်တန်ရာကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်ရုပ်ရှင်ကောက်ပဲဖြစ်ဖြစ်အခြေအနေတစ်ခုကြုံရတဲ့အခြေအနေမျိုးပေါ့အခုလို့ဆိုငလျင်ပေါ့နော်ငလျင်မျိုးဖြစ်တဲ့သူတွေဆိုတာ ထဲမှာ trauma ရှိနေကြပြီကျွန်တော်နည်းနည်းလေးလှုပ်ပြီးဆိုတာနဲ့သူတို့တွေစိတ်ထဲမှာမငြိမ်မဝတ်တိဖြစ်လာတဲ့အဥ္စံမျိုးဖြစ်တဲ့အဲ့အခါမှာစိတ်ကကြောက်ကြရဖြစ်ခြင်းတဲ့ပုံစံမျိုးဖြစ်တယ်ဆိုတာတွေ့ရတယ်ဘလို့ပဲဝိညာဉ်ရေးရမှာလဲဒါမျိုးဖြစ်တယ်ဆိုတဲ့အဥ္စံမှာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီအရာကဒီအပေါ်မှာလဲနည်းနည်းပြောထားတယ်ဆက်လိုက်၄၀နှစ်ငယ်၃မှာသူတို့ဘာတို့ကသင်ဤဖျားသခင်ဒီအပေမှာ ရှိသည်နည်းငါကိုအစဉ်ပြောဆိုကြသဖြင့်ငါမျက်ရည်သည်နှိမ့်ညံ့မပြတ်ငါစားเสียဖြစ်ရ၏ဆိုမင်းဖျားဗမာလေမင်းဖျားဗမာလေဆိုတော့ဝနေသွားတာထဲမှာအဲ့ဒါဝိညာဉ်ပိုင်းဆိုင်ရာခုနပြောတဲ့အာနေသွားတာကိုပြောချင်တာစိတ်မကောင်းပြဝိညာဉ်ပိုင်းဆိုင်ရာမှာဖျားကိုအကူနေရတာ ਨੇ အဲ့ဒီအခြေအနေဖြစ်ဖြစ်တာမျိုးကြုံရတာပေါ့နော်ဆိုတော့ကျွန်တော်တက်တာတည်းမှာလည်းအဲ့လိုဖြစ်တယ်ဟိုအရင်တော့ကပါအခုကတော့ပြောရရင်ကျေးဇူးတော်ကြောင့်ဟိုအဆင်ပြေတာပေါ့နော်အဲ့ဒီတော့အခြေအနေလေးကိုပြန်ပြီးတော့မှစဉ်းစားမိတယ်ကျွန်တော်အမိနဲ့ကျွန်တော်နဲ့ဒီအာဆိုင်ဖွင့်တယ်ဆိုင်ဆိုတာကဘလူးဘလမ်းဘီနားမှာဖွင့်တာဒါတော့မှဟိုဟို သူများပြီးဖွင့်တာကျွန်တော်အတော်ကအဲဒီလမ်းလေးမှာပြီးဖွင့်တယ်ကျွန်တော်နေရရက်ွက်ထဲမှာပဲမုတ်တီပြီးတော့မှအာဝက်ကောင်းတော့ဘောနော်အဲ့ဒါလေးတွေရောင်းနေပြီးတော့မှအစုံတော့ပေါ့နော်အဲ့လိုမျိုးလေးတွေရောင်းတယ်ရောင်းတဲ့အချိန်မှာဆိုတော့ဟိုတကယ်တော့ကျွေဝချင်းနေအဲဒါပေမဲ့အဲ့ချိန်မှာအဲ့လိုမျိုးအခြေအနေမျိုးဖြစ်မနေဘူး ော့ကိုကအဲ့ချိန်မှာမလုပ်ရလဲဆိုလို့ရှင်ဘွားကိုအဲ့လိုပဲအမေကိုကူပြီးတော့မှကျွန်တော်စပွဲထိုးပေါ့အမေကလည်းအဲ့ဒါကြီးချက်တာကောင်းတယ်ဆိုတော့လာအားပြီးကြတယ်လာအားပြီးတာကလည်းကျွန်တော်အသက်20ကျော်လောက်ပေါ့အဲ့ချိန်တော့ဆိုတော့လာအားပြီးတာလည်းဆိုတော့မြို့ကောင်မလေးတွေပေါ့ဆိုတော့ကိုကစပွဲသာထိုးတာရှက်တာပေါ့နော်ပြောရမယ်ဆိုအဲ့ဒီအချိန်မျိုးလေးတွေဖြတ်တန်းလာအဲ့မှာတစ်ချိန်ကြတော့အဲလူတယောက်ပေါ့ဆိုတော့ကျွန်တော်ကသူ့ရောနာမည်ပြောခြင်း ဆိုင်နေဝင်လာပြီးတော့မှဆိုတော့အဲ့တုန်းကကျွန်တော်တို့စီမှာလည်းအကျွေးတွေရှိတယ်ဗျအဲ့လိုကျွေးတွေရှိတော့အမအမအမီကို तू ကအကျွေးလာတောင်းတာတော့တောင်းတော့ကျွန်တော်လည်းကြည့်နေတာ तू ကဒီဆိုင်ကကျွန်တော်ဒီအဲ့တုန်းကဓဏီလေးနေပေါ့နော်ဓဏီလေးနေမိုးထားတာမိုးတွေလည်းမလုံပါဘူးမိုးတွေလည်းရွာနေတာရှိတယ်ပြီးတော့မှတိုင်လေးတွေပေါ့နော်တိုင်လေးတွေကလည်းဝါးတိုင်လေးတွေနေအဲ့ဝါးတိုင် तू ပိတ်ထိုးလိုက်တာထိုးလိုက်တဲ့အခါမှာ ဆိုင်ရခါထွက်သွားတာဆိုကျွန်တော်စိတ်လည်းရမ်းတူတယ်ဆိုဘုရားသခင်ကိုလည်းကျွန်တော်အဲ့တုန်းကပြောင်းလဲနေပြီဆိုတော့လေအဲ့ဒါဘုရားသခင်ကိုလည်းကျွန်တော်ပြောတာအဲ့လူကလည်းအကျွေးလာတောင်းတာဖြစ်နေတော့လေဆိုခုလည်းမပြီးနိုင်ဘူးဆိုကျွန်တော်တို့ခုနရတဲ့ဒီတည့်ရက်ရင်းနှီးပြီးတော့ရလာတဲ့အမျက်လေးအဲ့အဲ့တုန်းကဆိုလို့ရှိရင်ကျွန်တော်ရတဲ့အမျက်လေးက900 1000အဲ့ဒါကျွန်တော်တို့အများဆုံးပဲအဲ့ဒါလေးနဲ့နောက်နေကြလို့ရှိရင် ချက်ပြုတ်စားတော့အရင်လေးကိုပြန်ပြီးမတည်ပြီးတော့မှအသုံးပြုရတဲ့အချိန်မှာဆိုတော့အဲ့အချိန်မှာဖျားသခင်ကိုကျွန်တော်ခေါ်တယ်ဖျားသခင်ကျွန်တော်မထူးလားဘောနော်အဲ့လိုမျိုးခံစားရတယ်ပြီးတော့ဟိုအဲ့လိုခွိုက်ထန်းယူပြီးတော့မှနေတဲ့အခါမှာလဲဆိုဖျားသခင်ကတော့အဲ့ဒီကျွန်တော်ခေါ်လင်းခံရတဲ့အခါမှာသူ့နောက်ကိုလိုက်ဖို့အတွက်ပဲသူကပြောတာပြောတော့ဒီအဖေကလည်းကျွန်တော်အဲ့လိုမျိုး ြိုးတယ်ဘာလို့ဆိုအဲ့လိုကသူကဝိညာဉ်ရင်းမှာလည်းတိတ်နားမလဲဘာသာကြီးခရိယန်တရားဝင်ဖြစ်တဲ့ကောင်နင်းစေတန်းလည်းအောင်ပြီပဲဆိုတော့အလုပ်လုပ်မယ်ဆိုလို့ရှိရင်လည်းတရားလုပ်ဆိုတော့ဟုတ်ဘူးကျွန်တော်ဖေဟာနောက်ကိုလိုက်မယ်ဖေဟာသခင်ကျွန်တော်ခေါ်တယ်ကျွန်တော်ဒါကိုပြောပြတော့သူကနားမလဲနားမလဲတော့အဲ့လိုပေါ့ဆိုဖေဟာကတော့ဒီလိုပဲပေါ့သူကသူရှိတယ်မင်းလှုပ်เสียရှိတာတော့လှုပ်ရမှာပေါ့သူ့ဘက်ကကြည့်ရင်လည်းမှန်တယ်ပြအဲ့ဒါ ဒါပေမဲ့ကျွန်တော်စီမှာကျတော့အထင်းမဝင်နေအခုခုဒီပြောသလိုသူတို့ဘာတို့ကသင်ဤဖျားသခင်ဒီအပေမှာရှိသည်နည်းဟုငါ့ကိုအစဉ်ပြောဆိုကြသဖြင့်ငါမျက်ရည်ဒီနိညာမပြတ်ငါစားစရာဖြစ်ရည်အဲ့ချိန်မှာကျွန်တော်မျက်ရည်ကြရတယ်မျက်ရည်ကြတယ်ဝန်းနေတယ်ဆိုတာကောကိုတယောက်တည်းဖြစ်တဲ့အချိန်ကာလပေါ့နော်အဲ့ဒီတော့အခြေအနေလေးကိုပြန်ပြီးတော့မှစဉ်းစားမိတယ်ပေါ့နော်အဲ့လိုမျိုးပြောရှိပါသေးတယ်အခြားဖြစ်ပျက်တွေ ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးကြုံတွေ့ခဲ့ရတဲ့အခြေအနေမျိုးလေးတွေတွေ့ရတာ။နောက်တခင်ရှုလေဒီလိုပြောခံရတာမျိုးတွေ့ရတယ်။ဆိုတော့အဲ့ဒါကလည်းကိုယ့်အတ္တတော်တကယ်ခုံအားဖြစ်တယ်။တခင်ရှုကဖရားပဲ။ရခက်သိန်းကိုတတ်နိုင်တယ်။ဒီကိုလာကိုသားဆိုတော့ဥကောင်းကုံရက်ကိုသူဒီကားတိုင်းထမ်းပြီးတော့မှသွားရတဲ့ကာလဟိုရိုက်နဲ့ထားပြီးအရင်နာကျင်နေတဲ့အခြေအနေကိုရောက်နေပြီ။အဲ့ဒီအခြေအနေမှာသွားနေတဲ့အခါမှာ ဘေးမှာရှိနေတဲ့သူတွေအကုန်လုံးကသူ့ဝိုင်းပြီးတော့မှလက်သီးနဲ့ထိုးတယ်ပြီးတော့မှဇဒွေးထွေးတယ်ပါးရိုက်တယ်ဟုတ်တာကျန်းစာတွေမှာကိုမှတ်တမ်းပြောတယ်မင်းဖျားသားမလားလုံးလေးကဲတင်လေးမြင်မင်းဘယ်မှာလဲဆိုပြီးတော့မှပြိုးတဲ့အရာတွေကဒီမှာတီတီတီအရာကျွန်တော်တို့ပြန်ပြီးစဉ်းစားဆင်ခြင်တဲ့အခါမှာပြမကားတိုင်းကိုရောက်သွားတဲ့အခါမှာလဲဆိုတော့ဒါတခုလူစုတခုတယောက်ကပြောတာ ဆိုခင်ဗျာဂျန်နစ်သူတွေကိုတော့ကျမ်းမအောင်လုပ်ပြီးတယ်ဂျန်နစ်သူတွေကိုကေတင်နိုင်တယ်လို့ခင်ဗျာပြောတယ်အခုခင်ဗျာတကယ်ဖျားဆိုလို့ရှိရင်ကားတယ်မောအစင်းလေးဖျားကိုယ်တိုင်ဒီလိုပြောခံရတာမျိုးရှိခဲ့တာပဲဆိုတော့နားလည်ရတယ်ဆိုဒီအချိန်ဒီမှာကျွန်တော်တို့ဝိညာဉ်ကမငြိမ်ဘူးဖြစ်တဲ့အချိန်မျိုးရှိစိတ်ပိုင်းဆိုင်ရာလည်းကြောက်ကြရဖြစ်တဲ့အချိန်မျိုးစိတ်တက်ကြတာမျိုးတွေလည်းဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့် ဒီမှာနှုတ်ကွက်တော့သူ့သူပြန်အားပေးရပုံစံမျိုး။အိုငါဝိညာဉ်တင်အပေကြောင့်ညှိုးငယ်တဲ့နည်းငါအแทမှာအပေကြောင့်မငြိမ်မှုရှိတဲ့နည်းဖရာသခင်ကိုမျော်လင့်လျက်နေလော။ဆိုဖရာကိုမျော်လင့်မှာဆိုအဲ့ဒါအဖြေဖြစ်လာတယ်။ဆိုကိုဘသူလဲဆိုတော့မိမိကိုကိုမိမိသိဖို့အရေးကြီးတယ်။ဆိုတော့ကိုကိုကိုမသိလို့ရှင်တော့ကျွန်တော်တို့ကဒါ အာနားလည်နိုင်မှာမဟုတ်ဆိုငါကသခင်ယေရှုအသွေးနဲ့ရွေးဝေထားတဲ့သူဖြစ်တယ်ဒါကြောင့်ငါသည်ဖခင်ရဲ့သားသမီးတစ်ယောက်ဖြစ်တယ်ဖခင်ရဲ့သားသမီးဖြစ်တယ်ဆိုလို့ရှိရင်ဘုရားသခင်ရဲ့တာဝန်ယူခြင်းကငါထဲမှာအမြဲတမ်းရှိနေရမယ်ဆိုအဲ့ဒါဗေဒေးကနေပဲစသွားလဲဆိုကျွန်တော်တို့အတွင်းထဲကနေပဲစသွားတယ်ဆိုတာနားလေရတယ်ကျွန်တော်တို့အထဲမှာအဲ့ဒီဖခင်အားဖြင့် ဝိညာဉ်အားဖြင့်တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ယုံကြည်တဲ့အခါမှာတစိတ်ခက်လိုက်တဲ့အခါမှာအထင်မှရှိနေ။အဲ့ဒီဝိညာဉ်ကကျွန်တော်ဝိညာဉ်ကိုပြန်ပြီးခွန်အားပေးတဲ့အခါမှာကျွန်တော်ဘာဖြစ်လာလဲဆိုလို့ရှိရင်ဖះအောင်မျောလင့်နေ။ငါ့မှာကူးကွယ်စရာဘုရားရှိတယ်။ဘုရားသခင်ငါ့ကိုဒီတိုင်းပြစ်ထားမှာမဟုတ်ဘူး။ငါ့အခြေအနေအကုန်လုံးဘုရားသခင်ကကူညီမှဆပေးမယ်ဆိုပေယုံကြည်ခြင်းနဲ့ဖះအောင်မျောလင့်တဲ့အခါမှာဝိညာဉ်မှာဘာဖြစ်လာလဲဆိုတော့ပြန်ပြီးတော့မှခွန်အားပြန်ပြေးလာ ဝိညာဉ်ခွန်အားပြည့်တာနဲ့တကွာကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာတွေကိုပြန်ပြီးတော့မှပြည့်ထွက်လာထွက်လာပြီးတော့မှကျွန်တော်ခန္ဓာပိုင်းဆိုင်မှာလည်းပြန်ပြီးကျန်းမာလာရတဲ့အခြေအနေရှိမယ်ဆိုတော့တွေ့ရဒါကြောင့်ထရပ်ဖြောင်းမျိုးလေးနဲ့သူကအားပြည့်လိမ့်မယ်ဆိုပြီးတော့မှဒါကဟိရှား40ထဲမှာပြောထားတယ်ဆိုတော့လေတွေ့ရပြီးတော့လေမပြေမကီးသွားတော့ခါမမိုးရကြဒါလေးကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဒီနော်ရှင်ခရစ်ဝင်ခန်းကြီးတစ်ဆေမှာ အငင်း၂၈ကံကြီးတဲ့အခါမှာသာဝအသက်ကိုလည်းငါပေး၏ထိုတိုးတို့သည်ပျက်စီးခြင်းနှင့်အစင်မပြတ်ကင်းလို့ကြလိမ့်မည်အဘယ်သူမြတ်ထိုတိုးတို့ကိုငါလက်မှမနှုတ်မယူရာတသခင်ရှုပေးရတဲ့ဂတိတော်ဖြစ်တယ်ပျက်စီးခြင်းနှင့်အစင်မပြတ်ကင်းလို့ကြလိမ့်မည်ဒါမှကျွန်တော်တို့တွေးနေတာခုနပြောတဲ့ဝန်းနေစရာတွေတွေးပြီးမှဝိညာဉ်မှာညှိုးငယ်ပြီးတော့မှပျက်စီးသွားတော့မယ့်အခြေအနေမျိုးလားဆိုပြီးတော့မှ ကြုံတွေ့နေရတဲ့အခြေအနေကိုကျွန်တော်တို့ကစဉ်းစားဆင်ခြင်ကြတယ်။ဒါမှမဟုတ်ပါဘူး။နော်ဖျက်သခင်ရတယ်မှာပျက်စီးခြင်းနဲ့အစင်မပြတ်ကင်းလို့ကြနိုင်ပြီ။ဒါကတိပေးထားတယ်။ပြီးတော့မှထိုတိုးတို့ကိုငတ်လက်မှအဘေသူများမနှုတ်မယူရ။ကျွန်တော်တို့ကသခင်ယေရှုခရစ်တော်ရဲ့လက်ထဲမှာရှိရေ။ကျွန်တော်တို့ဘယ်သူမှနှုတ်ယူပြီးတော့မှဖျက်စီးပိုင်ခွင့်မရှိဘူး။26မှာကြတော့ ထိုသူတို့ကိုငါ၌အပေးတော်မူသောငါခမည်းတော်သည်ခတ်သိမ်းသောသူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍မေသူမြတ်ထိုသူတို့ကိုငါခမည်းတော်၏လက်မှမနှုတ်မယူနိုင်ရငါသည်ငါခမည်းတော်နှင့်တလုံးတဝရဖြစ်သည်ဟုမိန့်တော်မူ၏ဆိုခမည်းတော်ဖခင်ရဲ့လက်ထဲမှာလည်းရှိတယ်အဲ့ဒါကျွန်တော်တို့ဘာပြန်လုပ်ရမှာလဲဆိုလို့ရှိရင်ပြန်ပြီးတော့မှဆင်ခြင်ရမှာကျွန်တော်တို့မျှော်လင့်တဲ့အရာဆိုတာကိုယ့်ကိုယ်ကိုအရင်သိရမှာငါကဖခင်ရဲ့သားသမီးဖြစ်တယ် တခင်ယေရှုခရစ်တော်ကငါ့ကိုကြီးကျက်စောင့်ထိန်နေတယ်။ဝိညာဉ်တော်အဖြစ်ငါ့ကိုထိန်ချောင်းပေးနေတယ်။ငါကခမည်းတော်ဖခင်ရဲ့လက်ထဲမှာလည်းရှိတယ်။သုံးပါးတစ်လုံးတစ်ဝခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ရဲ့လက်ထဲမှာရှိတယ်ငါ့ကိုဘယ်သူမှဖြတ်စီလို့မရဘူး။ဖခင်ရဲ့ကွယ်ကာမစခြင်းရှိတယ်ဆိုရဲရအောင်။ကျွန်တော်ဗာပြန်လို့ရမှာလေဆိုလို့ရှိရင်ညှော်လင့်ပြီးတော့မှစင်ချင်အောင်မိရမယ်။ဒီနှုတ်ဘက်တော်ဒါကိုပြောရဲဆိုတာတွေ့ရတယ်။ပြည့်သူပြောတယ် ငါကိုကေတင်တော်မူသောအရှင်ငါကိုးကွယ်သောဘုရားသခင်ကျေးဇူးတော်ကိုငါချီးမွမ်းထောပနာပြုရလေအန်တည်းဆိုအဲ့ဒါကိုသူကဖြစ်နေတာအခက်ခဲမြင်မြင်မဆိုင်မှာမမြင်မှုဖြစ်နေတာစိတ်ပန်းဆိုင်မှာလည်းကြည်ကွေးเสียဖြစ်ကောင်းဖြစ်နေနိုင်တယ်ဒါပေမဲ့အဲ့ဘုရားကိုမျော်လင့်ပြီးတော့ကိုကိုကိုတီးလာတဲ့အခါမှာအဲ့ဒီအရာအတွက်ဘုရားသခင်လှုပ်ပေးနေဆိုတဲ့အရာကိုမျော်လင့်ပြီးတော့မှကျေးဇူးတော်ချီးမွမ်းတာ အဲ့ဒါကိုယုံကြည်ခြင်းလို့လေကျွန်တော်သတ်မှတ်လို့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့နားလည်ထားဖို့လိုတယ်။ဒါကြောင့်ဒီကျမ်းပိုက်တစ်ထပ်တည်းတူတဲ့အာလေးစင်တစ်ခုမြောက်တော့ဆက်လိုက်ခန်းငယ်9နဲ့ခန်းငယ်17တဲမှာဒီအကြောင်းအရာကိုသိချလေမိမောင်းထိုးထားတယ်ဆိုတော့တွေ့ရတယ်။ကျွန်တော်ထဲမှာတခါကြီးကြလို့ရှိရင်မငြိမ်မဝတ်ဖြစ်လာတဲ့အချိန်မှာကျွန်တော်ဒါလေးကိုပြန်ပြီးတော့မှသတိရပါ။ဖျားသခင်ကကျွန်တော်ရဲ့အရာခက်သိမ်းကိုထိန်းချုပ်ထားတဲ့ အရှင်ဖြစ်တယ်ကျွန်တော်တို့ကဘယ်သူလဲဆိုတော့ကိုယ့်အကိုသိရမယ်ကျွန်တော်တို့စီမှာဘေးတုံးမှမြုံနေချက်ဆုံရှုံသွားစရာအကြောင်းမရှိဘူးဒါကြောင့်ဖခင်ရဲ့တာသမီဖြစ်တဲ့အတွက်ဖခင်သခင်ရဲ့ကဲ့တင်မဆခြင်းကကျွန်တော်တို့အချိန်မီရောက်ကိုရောက်လာမယ်ဆိုတာမျှော်လင့်လို့ရတယ်ပြီးတော့အဲ့ဒီအရာအတွက်ကိုကျွန်တော်တို့မလုပ်ထားရမှာလေဆိုလို့ရှိရင်ဂျေဇုတော်ချီးမွမ်းပြီးအသက်ရှင်မှာဆိုတဲ့နှုတ်ကပတ်တော်ကဒီနေ့ကျွန်တော်တို့ခွန်အားပေးနေပါတယ် ဒါလေးကိုဆင်ခြင်ပြီးတော့မှအသက်တာထဲမှာအတူတူကကျွန်တော်ခွန်အားယူဖို့အတွက်နည်းငယ်ဝင်ငှားကြပါတယ်အားလုံးပုံမှန်ဖြတ်ခြင်းတာရွေးကောင်းကြည့်ပေးပါစေ